အပိုင်း၁၉မှာတော့ကျွန်းလေးဘဝတလိမ့်ဆန်နေတဲ့အတူနေခဲ့တဲ့ဂိုင်းမုံကိုနှုတ်ဆက်ခဲ့ပြီးရွက်လွင်လာခဲ့ကြပါသည်အားလုံးအားယူမလို့လုံးနေချိန်မှာလူဖီကစတိုကန်တွေကအမြောက်ဆန်တွေကိုယူလာပြီးဒီအမြောက်ဆန်တွေရဲ့အသုံးဝင်ပုံနဲ့ပြစ်ပုံပြင်းတွေကိုတီထားဖို့လိုတယ်တချိန်ငါတို့အသုံးဝင်နိုင်မယ်လို့ပြောပါသည်ဥစုပ်ကတော့ဒါကဒါရီကိုငါကကျွမ်းနေပြစ်တာခတ်ထားရင်မှသူ့တာဝန်ထားလိုက်ပါလို့ပြောလိုက်ပါသည်ဒါပေမဲ့လူဖီကဥစုပ်ကိုစိတ်မဝင်စားတော့ဥစုပ်ကအော်နေပါသည်ဇိုရိုကတော့အိမ်မောကျနေခဲ့ပြီးသူ့ရဲ့ငယ်ဘဝပုံရိပ်လေးတွေကိုပြန်တွေးနေကြပါသည် ရွာလေးတရွာမှာဓာတ်တိုင်းတင်နှန်းကြောင်းလေးမှာမိုက်ကြီးလာခွဲတဲ့ဆိုလို့ဟာတင်နှန်းကြောင်းထဲကိုဝင်ပြီးမိုက်တဲ့ကောင်ထွက်ခဲ့ဂျန်တဲ့ကောင်ကလည်းချမယ်ဆိုပြီးပြောနေပါရီဓာတ်တိုင်းဆရာကထွက်လာပြီးဒီရွာမှာဓာတ်တိုင်းကိုစိန်ခေါ်တဲ့သူမရှိဘူးပြောတော့သူ့ကိုပေါ်သေးသေးမထင်လိုက်နဲ့ဟိုဘက်ရွာမှာရှင်နိုင်တဲ့သူမရှိဘူးလို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာလာစန်းကွာကိုလူတေမဲအပတ်မအစ်ထဲဝင်တယ်လို့မျိုးဆိုလို့စိန်ခေါ်တာကိုလက်ခံပေးလိုက်ပါရီဒီလိုနဲ့ဆိုလို့ဟာလူမိုက်တူရဲ့စားမသေးပဲဒီတင်နှန်းကြောင်းမှာသူအနိုင်ရသွားရင်တင်နှန်းကြောင်းကိုသူအုပ်ချုပ်မယ်ရှုံးနေသွားရင်တော့သူဟာတပည့်ဖြစ်ဓာတ်တိုင်းလေးချင်မယ်လို့ဂရီကွေးပြုတ်လိုက်ပါရီ ဆရာကြီးဟာသူ့ရဲ့သမီးဖြစ်သူကွီနာကိုခေါ်ပြီးဇိုရိုနဲ့ဓာတ်တမ်းပြိုင်မှုပြောလိုက်ပါတယ်ဇိုရိုဟာမင်းကလေးနဲ့မပြိုင်ချင်ဘူးပြောတော့ဆရာကြီးကသူ့ရဲ့သမီးဟာမင်းကလေးဖြစ်ပေမဲ့ဒီသင်တန်းကျောင်းမှာရှင်နိုင်တဲ့သူတယောက်မှမရှိသေးဘူးလို့ပြောလိုက်ပါတယ်ဇန်ညာဆန်းမောင်ပါချန်းဇိုရိုကတော့ကောင်းပြီလို့ဆိုပြီးလက်ခံလိုက်ပါတယ်ဒီလိုနဲ့ဇိုရိုနဲ့ကွီနာတို့ဓာရီရှင်ချချပါတော့တယ်ဇိုရိုဟာဒါရီအများကြီးနဲ့ကွီနာကိုချတဲ့အခါကွီနာရဲ့တချောင်းတစ်ချက်စာနဲ့ဇိုရိုကြာရှုံးသွားပါတယ်။သူ့ကိုယ်သူစိတ်ပြတ်သွားတဲ့ဇိုရိုဟာရန်ကိုဒေါသထွက်ပြီးသူကအရှုံးကိုလက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ဓာတ်တင်နှန်းချောင်းကတင်နှန်းသားဖြစ်သွားပြီးထက်ခါထက်ခါလေးကျင့်ပြီး green house ဝန်ထမ်းရောက်ဖို့အတွက်စူးစမ်းနေပါတော့တယ်ဒီလိုနဲ့ရာသီအချိန်တွေပြောင်းသွားအောင်လေလာတက်မြောက်သွားပြီမဲ့တင်နန်းကလူတချို့ကိုအကုန်အနိုင်ရရှိသွားပါတယ်။ဂွီနာနဲ့ရှင်ပြိုင်တဲ့အချိန်မှာအနိုင်မရပဲရှုံးနေပါသေးတယ်။ဘွေးနှထောင်ကျော်လောက်ကိုရှုံးနေထားတာမို့ဇိုရူဟာမကျေနပ်နေခဲ့တာဖြစ်ပါတယ်။ကျောင်းသားတွေကတော့ဇိုရူကတော်ရီဆရာကြီးကသူ့သမီးကိုကတ်ရှိုလေးတင်ပေးနေတာဖြစ်မယ်လို့ဒီလိုပြောနေကြပါတယ်။ဂွီနာကလည်းကလေးရီစီကိုလှည့်ပြီးသူ့ငါ့ကိုဘယ်တော့မှနိုင်မရနိုင်လောက်ဘူးလို့ပြောပြီးထွက်သွားပါတယ်။ ဒါတိုင်းတဲ့နိုင်ငံเจ้าမှာဆရာကြီးကလည်းဇိုလိုဟာအရင်ငါးထက်ပိုဒေါ်လာတွေသူသမီးကွီနာကလည်းအရင်ငါးထက်လက်ရည်သွားလာတယ်လို့ခြေကျူးနေပါတယ်ဒါကိုဇိုလိုကမကြားချင်အောင်ဆောင်ပြီးမျက်နှာသွားတိဖို့ရေရင်းစီကိုထွက်လာပါတယ်ရေရင်းစီလည်းရောက်ရောဒေါသတွေရေပြင်းမှာပုံချကဘာကြောင့်ငါသူ့ကိုရှုံးရတာလဲဘာကြောင့်ရှုံးရတာလဲဆိုပြီးစက်တိုက်ပြောနေပါတယ်ဇိုရိုဟာသူတော်ရဲသားနဲ့ကွီးနားကိုရှုံးသွားလို့ဒီညသူနဲ့အတူပြန်တိုက်ခိုက်ရမယ်အနိုင်တိုက်ကိုတိုက်ရမယ်လို့ပြောပြီးစိတ်ဖြေလိုက်ပါတယ် တဖက်မှာလည်းတင်နန်းကောင်းဆောင်နဲ့ဧည့်သည်တို့ကစကားသမီးပြောနေကြပြီးခေါင်းဆောင်ဟာသူ့ရဲ့ဓာတ်တန်းရရာကိုစက်ခံမှုသူ့သမီးကွီနာကိုမိန်းကလေးမျိုးအခက်တွေ့နေတာဖြစ်ပါတယ်။ကွီနာကိုဒီတင်နန်းကျောင်းကိုအရရာစက်ခံလို့မရဘူးလို့ပြောနေတာဖြစ်ပါတယ်။ဒါကိုကွီနာကကြားသွားပြီးအိမ်ပြင်ဘက်ကနေအတွင်းတကားကိုစိတ်ဆိုးမှန်ဆိုးဖုတ်ဝင်လိုက်ပြီးအဖေတို့ကျွန်မကဒီကဘာပေါ်မှာအကောင်းဆုံးဓာတ်သမားဖြစ်စေရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ခေါင်းဆောင်ဟာကွီနာကိုကြည့်ပြီးသမီးကမိန်းကလေးဖြစ်နေသည်ရဲ့ဘယ်တော့မှကဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်မလာနိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒီတော့ကွီနာဟာဘာမှပြန်မပြောဘဲစိတ်ထိခိုက်သွားတာထွက်သွားပါတော့တယ်။ ဒီလိုနဲ့ညဟာတိတ်ဆိတ်နေပြီးလမ်းမပေါ်မှာဇိုရိုတယောက်ပြေးလွှားနေခဲ့ပါတယ်။တနေ့ရမှာကွီးနာနဲ့တွေ့တော့လမ်းမမှာဘာလုပ်နေရလဲလို့မေးတဲ့အခါကွီးနာကအဲစကားကိုငါကမေးရမှာငါကတော့ဒီကိုဘာလာလုပ်တာလဲလို့ပြန်မေးလိုက်ပါတယ်။ဇိုရိုဟာအခွင့်ကောင်းကိုယူပြီး2000တပွဲမြောက်ကိုဒီညငါအဆုံးသတ်မင်း။နင်းကငါဓာအဆင်းနဲ့တိုက်ခိုက်မင်း။နင်းမှာဓာအဆင်းရှိလားလို့မေးလိုက်ပါရီ။ကွီးနာကလည်းဓာအဆင်းနဲ့တိုက်မင်း။ဟုတ်လားလို့မေးပြီးကွီးနာကလက်ခံလိုက်ကသူတို့ချင်းချင်းစတင်တိုက်ခိုက်ပါတော့ရီ။ဒီတိုက်ပွဲဟာဇိုရိုနဲ့ကွီးနာတို့အတွက်နောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့လည်းဇိုရိုကပြောနေပါရီ။ ။တယောက်နဲ့တယောက်ခြေတင်ပြင်းထန်စွာတိုက်ခိုက်နေကြပြီးဇိုရူဟာဂွီနာကိုဓာတ်နှောင်းနဲ့စတင်တိုက်ခိုက်ပါရီ။ဂွီနာရှိနေတဲ့နေရာကိုပြေးလာပြီးဓာတ်နှောင်းရဲ့လေးချိန်ဟာအလွန်လေးလွန်းလာကြောင်းဇိုရူဟာမနိုင်မနှင်းဖြစ်နေချိန်မှာဂွီနာဟာအငိုက်ဖမ်းပြီးသူ့ရဲ့ဘိုးဘွားပိုင်ဓာတ်နဲ့ဝင်ခုတ်ထည့်လိုက်ပါရီ။ဇိုရူရဲ့တားဟာလွင့်ဆင်သွားပြီး၂000ချိန်မြောက်တိုက်ပွဲမှာလေဇိုရူဟာရှုံးနေသွားပြန်ပါလေဇိုရူဟာသူ့ရှုံးနေသွားတဲ့ရေအတွက်နဲ့အခုရေအတွက်ကိုငူငိုင်းမင်းကိုကျွေးနေပါတော့တယ် ဂွီနာဟာဇိုရိုကိုကြည့်ပြီးတကယ်ငိုရမယ့်သူဟာသူပါလို့ပြောလိုက်ပြီးမိန်းကလေးရီဟာရွေရောက်လာလေလေပြောင်းလဲမှုတွေကစတင်လာပြီးယောက်ျားလေးတွေနဲ့မတူညီတဲ့ယာတွေစတင်ဖြစ်လာတာပဲဖြစ်ပါတယ်။ဒါကိုဇိုရိုကနားမလည်ပဲဂွီနာကိုတနေ့နေ့ကအနိုင်တိုက်ခိုက်ပြမယ်။တနေ့နေ့ကိုနိုင်စေရမယ်။ငါကကဘာပေါ်မှာအတော်ဆုံးဓာသမာဖြစ်စေရမယ်လို့ကြွေးကြော်လိုက်ပါတယ်။ဂွီနာဟာသူမဖေပြောသလိုပဲမိန်းကလေးတယောက်ဟာကဘာအတော်ဆုံးဓာသမာတယောက်မဖြစ်နိုင်ဘူးဆိုတာနားလည်လာပြီးသူမလည်းယောက်ျားလေးတယောက်ဖြစ်ချင်တယ်လို့ပြောလိုက်ပြီးငိုယူနေပါတော့တယ်။ ဇူရူကတော့ကွီနာရဲ့ခံစားချက်တွေကိုထဲမတွက်ဖဲသူအနိုင်ရချင်တာပဲသိပြီးဒီလိုကိစ္စတွေကိုသူ့ကိုလာပြောတာဟာစော်ကားနေတယ်လို့ပဲလို့ထပ်ပြောလိုက်ပါတယ်သူတို့နှစ်ဦးကညှိနှိုင်းမှုယူပြီးသူတို့နှစ်ယောက်ထဲကတစ်ယောက်ဟာကဘာပေါ်မှာတော်ဆုံးသားသမားဖြစ်ရမယ်လို့ဂရီတောင်းလိုက်ပါတယ်။ဂွီနာကလည်းနင်းရန်တုံးတာပဲလို့ပြောပြီးနှစ်ယောက်သားဂရီပေးလိုက်ကြပါတယ်။ဒီလိုနဲ့လာတော့ကြမှာဂွီနာနဲ့ဇိုရိုဟာတယောက်နဲ့တယောက်ကျိတ်နဲ့လေးကျင့်နေကြပြီးဇိုရိုကလည်းသူ့ရဲ့လေးကျင့်မှုနဲ့ဓာတ်သုံးချောင်းကိုကင်ပြီးဂွီနာကိုအနိုင်ပိုင်းပြမယ်လို့လည်းတွေးနေတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲဇိုရိုမထင်မှတ်တဲ့ကိစ္စကြီးတစ်ခုဖြစ်လာပြီးတင်နန်းသား၃ယောက်ဟာဂွီနာဆုံးသွားပြီလို့လာပြောတာဖြစ်ပါတယ်။ဂွီနာဟာလေကားပေါ်ကနေပြုတ်ကျပြီးဆုံးမသွားတာလို့သိလိုက်ရတဲ့အခါမှာနာယီလိုက်ဖို့နေတော့ခံပြင်းစိတ်တွေဖြစ်နေပါတယ်။ဒါကိုသိတဲ့ဂွီနာအဖေဟာဇိုရိုကိုလည်းသနာနေတာဖြစ်ပါတယ်။ဇိုရိုဟာနာယီကနေအိမ်ပြန်ရောက်တော့ဓာတိုင်ချောင်းတစ်ခုလုံးကိုပြောင်းဆက်နေအောင်တောင်းကျန်နေပြီးဂွီနာချောင်းကိုမေးဖို့ခေါင်းဆောင်ကိုလိုက်ရှာနေတာဖြစ်ပါတယ်။ခေါင်းဆောင်ဟာဂွီနာရဲ့ချောင်းတွေကိုဇိုရိုကိုခေါ်ပြီးပြောပြပြီးတမီးလေးဆုံးရှုံးသွားရလို့ဇိုရိုနဲ့အတူသူလဲခန်းစားနေရတယ်လို့ပြောနေတာဖြစ်ပါတယ်။ ဇိုရိုဟာမျက်ရည်တွေစီးကျလာပြီးဂွီနာအတွက်ဝန်းနေနေကသူနဲ့ဂွီနာနဲ့အတူတိုက်ခိုက်ရေးလုပ်တုန်းကမျိုးရိုးစင်ဆက်တုံးခဲ့တဲ့ဓာတ်ကိုတောင်းလိုက်ပြီးတော့ကမ္ဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်လာစေရမယ်လို့ဂွီနာနဲ့သူနဲ့ဂရီကိုတီအောင်လုပ်မယ်လို့ခေါင်းဆောင်ထံကိုဂရီပေးလိုက်တာဖြစ်ပါတယ်။ခေါင်းဆောင်ကလည်းဇိုရိုကိုယုံနေဂွီနာလေးရဲ့ဆန္ဒကိုမဖြစ်ဖြစ်အောင်လုပ်ပေးရမယ်လို့ပြောပြီးရိုးရအမွှေးနဲ့ဓာတ်ကိုလက်ဆင့်ကမ်းပေးလိုက်ပါတယ်။ဇိုရိုဟာအစမပြတ်ငုံနေခဲ့ပြီးမနက်မိုးလေးနဲ့အထိအငုံမတိတ်ဖဲစားတိုက်ငုံနေပါတယ်။ ဒီလိုနဲ့နှစ်ဒေလာတွေပြောင်းလဲသွားပြီးရှင်းနစ်ဆိုတဲ့ချိန်တစ်ခုကိုရောက်လာကခေါင်းဆောင်ကြီးရဲ့ဓာတ်တိုင်းတွေကိုအတက်တင်ယူနိုင်ခဲ့ပြီးသူပြီးခဲ့တဲ့ဂရီတိုင်း Green Knight ဥက္ကူလေးရှေ့မှာခေါင်းဆောင်ကိုနှုတ်ဆက်ပြီးထွက်လာပါတယ်။ဇိုရိုနဲ့ Green Knight ရဲ့ဂရီဟာသူတို့ထဲကတယောက်ယောက်ဟာကမ္ဘာပေါ်မှာအတော်ဆုံးဓာတ်သမားဖြစ်စေရမယ်လို့ဂရီပြီးခဲ့ကြတာဖြစ်ပါတယ်။ဇိုရိုဟာအတိတ်ကပုံရိပ်တွေကနေနိုးထလာခဲ့ပြီး Luffy နဲ့ Usopp တို့ရဲ့အမြောက်ပြတဲ့အတန်းတွေကြောင့်နိုးလာခဲ့တာဖြစ်ပါတယ်။ဇိုရိုဟာလူဖီနဲ့ဥစုပ်ကိုဟေးကောင်လေးဘာလို့နေရတယ်လို့မေးလိုက်တော့လူဖီဟာငါတို့အမြောက်ပြစ်နေတာအမြောက်ဆန်ဟာတင်းတင်းမထွက်ဘူးဖြစ်နေရလို့ပြောလိုက်ပါရီ ။ဦးစုပ်ကလည်းတေချာပြစ်တာလက်မတည့်ဘူးဖြစ်နေတာကွ။ဒီလိုနဲ့အငင်းပွားရင်ဦးစုပ်ပြစ်လိုက်တဲ့အမြောက်ဆန်ဟာပင်လယ်လေတဲ့ကိုပြစ်လိုက်တော့သူတို့မြင်ဝင်ရှိတဲ့ကကြောက်ဆောင်ကြီးကိုမှန်သွားပါရီ။ပောက်ကွဲထွက်သွားပြီးကြောက်ဆောင်ကြီးကကွဲထွက်သွားလို့လူဖီနဲ့ဦးစုပ်ဟာချင်းချင်းပြောနေကြတာလည်းဖြစ်ပါရီ။ဒီလိုနဲ့သူတလူငါရမင်းအငင်းပွားနေပြီလူဖီကလည်းသူဟာကပတိန်ဖြစ်တယ်။ဦးစုပ်ကလည်းငါကကပတိန်မဟုတ်ဘူးလားနဲ့အငင်းတန်နေကြတာဖြစ်ပါရီ။ဒီလိုနဲ့ဘလို့ညှိလိုက်ကြလဲမသိပါဘူး။နှစ်ယောက်သားတဲ့သွားကြပြီးဦးစုပ်ကဒီတစ်ခေါက်တော့မင်းပြောတာလက်ခံလိုက်မယ်။ နောက်တစ်ခေါက်ငါကပ်တိန်မဲလို့ညှိနှိုင်းနေကြပြီးနောက်ထပ်ရွက်လွှင့်မဲ့အစီအစဉ်ကိုအချင်းချင်းပြောနေကြကလူဗီယာသူတို့ဖွဲ့တဲ့ကိုဂီတဆရာတယောက်ခေါ်ရမယ်ဘီလန်တို့များတွေဟာသချင်းဆိုတယ်လို့ပြောနေချိန်မှာပဲဘီလန်တို့များတယောက်ဟာသူတို့ဒေမောဘော်ကိုတတ်လာပြီးဘဲကဘီလန်တို့များတွေလည်းထွက်ခဲလို့ဆိုပြီးဓာကြီးကိုဝေးကပြောနေပါတယ်လူဗီကလည်းမင်းကဘာသူလဲဘာလဲဆိုပြီးတော့ထွက်လာကအချင်းချင်းစကားများရန်ဖြစ်ကြပြီးဇိုရူဟာထဲကနေရန်သူပဲတယောက်လဲလို့မေးပြီးတယောက်သေးဆိုရင်လူဗီပဲချလိုက်မယ်လို့ပြောလိုက်ပါတယ်ကျူးကျော်လာတဲ့ပင်လယ်တို့များအတန်ကိုဇိုရူကကြားသွားပြီးယင်းနီးနေတော့ဂျွန်နီမင်းလာကွာလို့မေးလိုက်ပါတယ် ဂျွန်နီကလည်းအကိုကြီးဆိုလို့ဆိုပြီးထကဒီမှာမပါလို့နေရလဲယူဆိုကိုပဲမာလဲလို့မိလိုက်တော့လူဖီကမင်းတို့ကအချင်းချင်းတိနေကြတာလားဆိုပြီးဇက်လန်လီဟာလည်းတခန်းရသွားခဲ့ပြီးနောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ